ကိုးပရိတ်နော်အဲ့ဒီကိုးပရိတ်ကနေကျွန်တော်တို့ရေသွားလိုက်ဟိုဘက်ကိုနော်1 2 3 4 2 4 6 8 9 10 11 12 13 14 15 16 17 18 19 20နော်ကိုပရိတ်30ပရိတ်ဒီကနေထပ်ရေ2 4 6 8 10 17ပရိတ်နော်17 10 9နော်သူ့ဘေးမှာကြည်သေးတယ် အဲ့အဲ့ကိုပရိရဲ့အောက်နှစ်တပွဲကျော်မှာခွန်ထိတ်ကတတနှစ်ကျော်ကိုပရိခွန်လို့ပေါ့နော်အဲ့ဒီကိုပရိပြီးတော့ဒီမှာ30ပရိလို့ထွက်တယ်အောက်တပွဲကျော်မှာ၈ထိတ်ကြီး၈ထိတ်အဲ့ဒီ၈ကပရိ၈လို့ပေါ့တတနှစ်ကျော်နော်ခွန်ပရိခွန်၈ပရိ၈အခုဒီမှာ7ပရိအောက်တပွဲကျော်က9ပါပရိ9လို့သူရိုက်တယ်နော်ကြက်ပြီးတော့အဲ့ဒီအောက်မှာသူ့ရဲ့အောက်တပွဲကျော်မှာ လေးထည့်စီသူကပုံနေထဲเนาะအဲဒီမှာရှစ်ကပရိရှစ်လို့ပေါက်တယ်တပွဲကျော်လေးထည့်စီပဲထည့်တယ်ဒီကိုကိုပရိလို့ပေါက်တယ်တပွဲကျော်လေးထည့်စီလို့ပဲလေးထည့်စီလို့ပဲသူထည့်တယ်အဲ့ဒီလေးထည့်စီရဲ့ဇောင်းမှာထွက်မဲ့ကဏ္ဍเนาะအဲ့ဒီလေးထည့်စီရဲ့ဇောင်းမှာထွက်မဲ့ကဏ္ဍသူကဒီမှာတော့ကျွန်တော်တို့ပရိ5ပရိ5ဒီမှာပရိ5လား လို့တော့သူကတော့ယူလို့တော့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မယူတော့ဘူးသူဇောင်းထွက်မဲ့ကဏ္ဍကိုကဏ္ဍအရွှေ့နေပဲရိုက်မယ်အဲငါးပဒိတ်ကစားခြင်းလေကစားပေါ့လေနော်ကျွန်တော်ကငါးပဒိတ်တော့အဲ့ဒီနေရာကိုအိတ်မကစားခြင်းဘူးအဲ့အိတ်မှာကျွန်တော်အခုပြောတဲ့ဒီလက်ထည့်စီဇောင်းမှာထွက်မဲ့ကဏ္ဍသည်သူကနေအရှိကို၁၀နှစ်ပြေးသွားနော်၁၀နှစ်ပြေးသွားဆိုတော့၄၆၈၁၀ ဆယ်နှစ်ပြေးသွားလိုက်ရင်အဲ့ဒီမှာ9နှစ်၄ဆိုပြီးခါသုံးလုံးထောင်ထားတာရှိနော်အဲ့ဒီ9နှစ်၄ခါသုံးလုံးအထောင်ကိုကျွန်တော်ကဒီမှာလာပြီးတော့9နှစ်၄လေးဒိတ်စီရဲ့ဆောင်းမှာကျွန်တော်ထည့်အဲ့အဲ့ဒီကောင်ကိုထည့်မယ်ဆိုတော့ဘာလို့ဒီခါသုံးလုံးကိုယူရလဲဒီဘက်မှာဖြစ်စဉ်တွေရှိတယ်နောက်ပြီးကျွန်တော်ပြန်ရှင်းပြမယ်နော်အခုလောလောဆယ်ဆယ်ဒီ9နှစ်၄ဒီ10နှစ်မြောက်သွားပေါက်မယ်နော်လေးဒိတ်စီဆောင်းမှာပေါက်မယ် တခါအခုကျွန်တော်တို့ဒီမှာ9ရှင်းနှစ်ဆိုတဲ့ကဏ္ဍဒီ9ရှင်းနှစ်ဆိုတဲ့ကဏ္ဍကလည်းသူကနေပြီးတော့10နှစ်မြောက်เนาะကျွန်တော်တို့နှစ်4 6 8 10 10နှစ်မြောက်မှာသူကပေါက်တယ်เนาะပေါက်တော့လေ၄ထည့်စီဆောင်ခုနကျွန်တော်ပြောတဲ့၄ထည့်စီဆောင်မှာထွက်တယ်အခုတခါ9 3နှစ်ဆိုတဲ့ဒီကဏ္ဍကလည်း10နှစ်2 4 6 80နှစ်လေးထိပ်စီးရဲ့ဆောင်းဒီပွဲမဲ့ထက်နော်အဲအဲ့လေးထိပ်တွေရတာခုနကကျွန်တော်ပြောသလိုကိုးပရိတ်တပွဲကျော်ရှစ်ပရိတ်တပွဲကျော်နော်ခွန်ပရိတ်ရဲ့တပွဲကျော်မှာထွက်ခဲ့တဲ့လေးထိပ်တွေဖြစ်ကနော်အဲအဲ့ဒီမှာကျွန်တော်တို့ပြန်ပြီးတော့ကောက်မယ်ဒီလေးထိပ်ဆောင်မှာထွက်တဲ့ခဏ9နှစ်လေးဒီ80နှစ်မြောက်ကခါတော်3လုံး9လေးနှစ်လို့ကျွန်တော်တို့ယူလိုက်ဝါးဝါးသွားသွားလာလို့နော်အစဉ်ပြေလာကြည့်ရတာ အဲ့ဒီကိုလေးနှစ်ကို10နှစ်မြောက်ပြေးပေါ့ဖို့ဘာလို့ဒီခါသုံးလုံးကိုလေးနှစ်ကိုယူလဲဆိုတော့သူကဟာဒီဘက်မှာကျွန်တော်တို့ငားထိတ်နေပရိင္ငါနော်ငားထိတ်နေပရိင္ငါလေးထိတ်နေပရိလေးနော်ကျွန်တော်တို့အချိန်ငိုက်တက်သွားသုံးထိတ်နေပရိသုံးရှိတယ်အဲ့သူ့ရဲ့အပေါ်တပင်ကြော်မှာရှေ့ပေါင်း7နောက်ရှိပေါင်း1တပင်းကြောမှာ3ထိပ်အဲ့ဒီ3ဒီ3ပါပါပဲ8လို့သူပေါက်ထားတယ်နော် ဒါဆိုရင်သူကနေပြီးတော့10နှစ်ရေသွားလိုက်เนาะကျွန်တော်တို့10နှစ်ရေသွားလိုက်9ထိပ်ပရိတ်9ပြီးတော့10နှစ်မှာ4ထိပ်နဲ့ပရိတ်လေးအဲ့4ထိပ်နဲ့ပရိတ်လေးခြေရတိုင်းပဲနှစ်ပင်ကျော်မှာခြေပေါင်း17တပင်ထက်ကျော်4ထိပ်အဲ့ဒီ4ပါဝါပရိတ်6လို့ဒီမှာထွက်เนาะအဲ့အခုသူကနေကျွန်တော်တို့10နှစ်တခါပြေးသွားလိုက်ရင်3ထိပ်နဲ့ပရိတ်73နှစ်ပင်ကျော်မှာနှလုံးပေါင်း17 တပင်ထက်ကြော်ရင်ငါထိုက်အဲ့ဒီငါပါဝါသုံညာပရိလို့သူထွက်ထားတာရှိနော်အဲ့ကျွန်တော်တို့ဒီမှာငါထိုက်ပရိငါရှစ်ပရိက3ပါဝါရှစ်နော်ဇောင်းတက်သွားလိုက်လေးထိုက်နဲ့ပရိ၄ဇောင်းတက်သွားလိုက်ပရိ9အဲ့9က4ပါဝါပရိ9ဒီမှာကျွန်တော်တို့3ထိုက်နဲ့ပရိ3သူ့ဇောင်းမှာသုံညာပရိငါထိုက်စီးရပါဝါသုံညာပရိလို့ရိုက်တာဟုတ်ပြီအဲ့ဒီလိုရိုက်ထားလို့ကျွန်တော်ကအဲ့ဒီ 3ပါဝါဗရိတ်ရှစ်လို့ရိုက်ထားတဲ့အပေါ်တပွဲကျော်မှာရှိတဲ့ခဏ၄နှစ်ကို10နှစ်မြောက်၄ရက်စီဆောင်မှာကျွန်တော်ထည့်မှာနော်အဲ့ဒီမှာ၄ပါဝါဗရိတ်6လို့ရိုက်တဲ့အပေါ်တပင်ကျော်မှာရှိတဲ့ခါသုံးလုံး2 8ကို10နှစ်မြောက်၄ရက်စီရဲ့ဆောင်မှာ2 8 5လို့ကျွန်တော်တို့ထည့်နော်အခုဒီမှာ၅ပါပါတုံညာပရိတ်လို့ရိုက်ထားလို့ သူ့ရဲ့အပေါ်တပင်ကျော်မှာရှိတဲ့ကဏ္ဍနှစ်35ဆိုတဲ့အဲ့ဒီနှစ်35ဆိုတဲ့ကဏ္ဍသုံးလုံး10နှစ်မြောက်နှစ်53ဆိုပြီးတော့ဒီလေးထည့်စီဆောင်းမှာကျွန်တော်ထည့်နော်ကတူကရှေ့ကိုနည်းနည်းတလုံးတလုံးချောဆင်းလာဒီမှာတော့ကိုးနှစ်လေးကိုကိုးနှစ်လေးကိုကိုးနှစ်လေးတဲပေါက်တယ် နောက်တစ်ခါကျတော့ထိတ်ကမကောက်တော့နဲ့သူကခါးနေပြက်ကောက်ရှင်းနှစ်ငါးနော်ခုနကထိတ်ကနေကောက်တာအခုခါးနေကောက်ခါးနေရှင်းနှစ်ငါးဆိုတဲ့ခဏကဒီမှာရှင်းနှစ်ငါးလို့ထည့်ထိတ်ပြီးပြီးခါးပြီးပြီးအခုတစ်ခါကျွန်တော်တို့အပိတ်ကစကောက်ပါမယ်နှစ်ငါးသုံးဆိုတဲ့ခဏကိုဒီမှာကျွန်တော်တို့နှစ်ငါးသုံးဆိုပြီးဒီနေရာမှာအဲ့ဒီလိုမျိုးလေးကျွန်တော်ကြိုက်တယ်ပေါ့နော်သုံးနောက်ပိတ်ဒီဘွဲမှာရှိတယ်သုံးနောက်ပိတ်ဒီကောင်းတယ် ဟုတ်ပြီအဲ့တော့သဘောပေါက်ပေါက်ကြမှာပါနော် तू ကပဒိုင်းကြီးကောက်လာတာမဟုတ်ဘူးတို့ဒီရှေ့ပေါင်း3ရှေ့ပေါင်း2နော်ဒီရှေ့ပေါင်း1အဲ့ဒီ5ပါပါပရိတ်3ညသုံးထိပ်နဲ့ပရိသတ်သုံးသူကဒီလိုမျိုးတွေဖြစ်စဉ်တွေတည်ထားတာဟုတ်နော်အခုလေဒီမှာ၄ထိပ်၄ပါဝါပရိကူနှလုံးပေါင်း၈ပေါင်း၂ရဲ့ဆောင်းကနော်၄ထိပ်ပရိ၄၅ထိပ်ပရိ၅ဒါမျိုးတွေသူကဖြစ်စဉ်အကုန်ကြီးတယ် အဲ့ညီတယ်ဆိုတော့အဲ့ဒီကဏ္ဍတွေက သူလိုက်ထွက်ရင်ဒီထောင်သုံးလုံးက10နှစ်မြောက်မှာသွားထွက်ရင်လေးထည့်ကြီးဆောင်မှာသူထွက်တာဟုတ်เนาะအဲ့တခါအခုဒီမှာဒီထောင်သုံးလုံး9ရှစ်နှစ်ကလည်း10နှစ်မြောက်သွားထွက်တော့လေးထည့်ကြီးဆောင်မှာပဲထွက်တယ်ဒီလေးရဲ့အပေါ်မှာဘာဖြစ်တယ်ညာဖြစ်တယ်ဒီကျွန်တော်ပြောခဲ့ပြီးသားเนาะအဲ့အခုကျွန်တော်တို့ဒီခါထောင်သုံးလုံး9နှစ်ပြီ10နှစ်မြောက်လေးထည့်ကြီးဆောင်မှာထွက်မလားဒါဆိုရင်ကျွန်တော်တို့အပေါ်ကဆင်းလာတဲ့ ငါးစွန်းနဲ့ခုနှစ်ကနော်ကျွန်တော်တို့ဒီမှာပရိတ်သုံးသူ့အကူဇင်းလာလိုက်တန်းတန်းသွားလိုက်ငါးစွန်းနဲ့ခုနှစ်ထဲမှာပရိတ်နှစ်နော်သူသုံးပရိတ်နှစ်ပရိတ်အောက်ကိုဇင်းလာလိုက်တန်းတန်းသွားလိုက်တစ်ပရိတ်နော်အောက်ကိုဇင်းလာတန်းတန်းသွားလိုက်ဒီဘွဲမှာသုံးညာပရိတ်ဟာသူကဒါမျိုးလေးတွေလည်းရှိတယ်အဲကြောင့်မို့သုံးညာပရိတ်နဲ့ဆိုရင်ငါးနှစ်သုံးဆိုတဲ့ကဏ္ဍဒီဘွဲမျိုးမှာတက္ကစားတဲ့နောက်တစ်ခွအဲ့ဒီ line နဲ့မှာပဲ သူကရှစ်ချစ်ခွန်ဆိုတဲ့ကဏ္ဍတစ်ခွက်လေထုတ်လို့ရတယ်။အချစ်ချစ်ခွန်ကဘာနဲ့ထုတ်မတော့ဆိုတော့သူကအဲ့ line ထဲကမွေးကဏ္ဍနှစ်ကွက်ပေးထားတာ။ကျွန်တော်ပထမပြောခဲ့တဲ့၃ပါပါပရိရှိလို့ရိုက်တယ်။အပေါ်တပင်ကျော်ကခါတောင်၃လုံး၉နှစ်၄၀နှစ်မြောက်မှသူသွားထွက်နော်၁၀နှစ်မြောက်မှသူသွားထွက်တယ်ဒီ၉နှစ်လေးဒီ၁၀နှစ်မြောက်မှသွားထွက်ပြီတော့ထက်စီးတောင်၃လုံးခွန်၈၃ညဆိုတဲ့ခဏ နော်အဲ့ဒီခွန်ရှစ်တုံညဆိုတဲ့ကဏ္ဍကလည်းအဲ့ဒီနှစ်ထဲမှာခွန်ရှစ်တုံညလို့သူလိုက်ထွက်တယ်ထွက်တော့ तू ကဒီရှစ်ထိပ်စီရှစ်နှစ်ခတ်ထိပ်စီနှလုံးက1ထောင်သုံးလုံး6လို့ယူလဲရတယ်နော်ရှစ်လေးခွန်ဆိုတော့ထောင်သုံးလုံး6လို့ဖြစ်တဲ့အောက်မှာထွက်သလားဒါတစ်ချက်စဉ်းစားပါနော်ဒါဆိုရင် ဒုတိယကတ်မှာကျွန်တော်တို့ဒီ၄ဘာဝဗရိတ်ကိုလို့ရတယ်ဒပင်ကျော်က9နှစ်ရှိတယ်10နှစ်မြောက်မှာ9နှစ်ရှိလို့သူတွားထွက်တာနော်ဒီ9ရှိနှစ်ဒီ10နှစ်မြောက်မှာ9ရှိနှစ်လို့သူတွားထွက်လိုက်ပြီးတာနဲ့အဲ့ဒီဗရိတ်ကိုရဲ့အပေါ်မှာရှိတယ်3 9နှစ်ဆိုတဲ့ထက်စီးတောင်3လုံးနော်အဲ့ဒီ3 9နှစ်ဆိုတဲ့ခဏကလည်းအဲ့ဒီ10နှစ်မြောက်ထဲမှာ3 9နှစ်လို့သူတွားထွက်တာပဲထွက်တော့လဲရှိ၄ခွန်လို့ထက်စီး3လုံး9ဖြစ်တဲ့အောက်မှာပဲသူထွက်တယ် เนาะအဲ့တော့ဒီ၈ထိပ်စီ၈နှစ်ကထိပ်စီနှလုံးကတိတ်လို့ဖြစ်တဲ့အောက်ထောင်သုံးလုံးကိုးလို့ယူလဲရတယ်သူအောက်မှာထွက်တယ်เนาะဟုတ်ပြီဒါဆိုရင်အခုကျွန်တော်တို့၅ပါပါ၃ညပရိရိုက်ပြီအပေါ်တမင်ကျော်က၅၃နှစ်ဒီ10နှစ်မြောက်ဒီနှစ်ထဲမှာကျွန်တော်တို့မွေးကနန်းဖြစ်ကစားလို့ရတယ်เนาะဒီဘွဲမှာတော့ထည့်ရမှာပေါ့လေเนาะကျွန်တော်တို့2 5 3ဆိုပြီးခဏထည့်ရအောင်အဲ့ဒါတမျိုးနောက်တမျိုးက ဲ့ဒီတက်ဆယ်ပရဲရဲ့အပေါ်မှာရှိတဲ့ဖွန်ရှိချစ်ဆိုတဲ့ကလန်းဒီသူကလည်းစိတ်နှင်းမြောက်မှာလိုက်ထွက်ကမယ်ဒီပွဲအနေထားမျိုးနဲ့ကတော့ချစ်ချစ်ခွန်လို့တဲပဲထိုးနော်အဲ့တော့ဘာလို့အဲ့ကောင်ကိုဒီပွဲကိုထဲ့ထိုးခိုင်းတော့ဆိုတော့သူကဒီမှာရှစ်ထိတ်စီရှိတယ်ထိတ်စီနှလုံးက၅ထိတ်၆ထိတ်ဆိုတော့တစ်ဖြစ်တယ်ထိတ်စီတောင်သုံးလုံး၉လို့ဖြစ်တယ်သူအောက်တန်းရိုက်သွားရင်ဒီကနန်းလဲရတာပဲနော်ဒါပေမဲ့သူကတော့ ၈၄ခွန်လို့တော့မထောင်ဘူး၈၅၆လို့ထောင်ထားတယ်သုံးလုံးပေါင်းကတော့၉ပဲ၈နှစ်ခါဒစီနှလုံး၁လို့ဖြစ်တယ်သူ့အောက်မှာထည့်လို့ရတယ်နော်အဲ့တော့ကျွန်တော်တို့ဒီပွဲမှာ၈၈ခွန်နဲ့၂၅၃ဆိုတဲ့ဒီကနေ့နှစ်ကွက်ကစားသစ်နော်ဒါတွေကအပူ လာနိုင်တဲ့လမ်းကြောင်းတွေပေါ့နော်ကျွန်တော်ဒီနေရာမှာဒါအပူးတွေဒါဇောင်းဆင်းလာတာနော်ရှစ်ပရိတ်တွေနော်ရှစ်ပရိတ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 ်လို့ဆင်းလာရင်လာမလာရင်အပူးအပူးအပူးလို့ဆင်းလာလို့ရတယ်နောက်တစ်ချက်ဒီမှာအပူးတွေနော်သူဆင်းလာတာတွေရှိတယ်ဒါကတော့တုံညာပရိတ်တုံညာပရိတ်တုံညာပရိတ်တွေလာအပူးလားပေါ့နော်နောက်တစ်ချက်ကျွန်တော်တို့ဝေးကြီးကပြေးလာတဲ့အပူလိုင်းတစ်လိုင်းရှိသေးတယ်နော်အပူအောက်ဆင်းလာ အပူအောက်စင်းလာတန်းတန်းဒါအပူတွေကြီးထွက်တယ်နော်ဒီပွဲမှာပူသွားနိုင်တယ်ဒီလိုပဲဒီကနေ့လေးကပ်ပြေးလာမယ်အပူတွေအပူတွေနော်အပူဖတ်ထွက်တာဒီမာတွေလည်းရှိတယ်နော်ရှစ်ထိပ်စီအောက်ခွန်ထိပ်စီအောက်အခု6ထိပ်စီရဲ့အောက်ဆိုရင်အပူပဲနော်ဒီမာလည်းအတူတူပဲနော်ဒါတွေအပူတွေတက်လာနိုင်တယ်နောက်အဲ့ဒီမှာခွန်ပိတ်เนี่ยကျွန်တော်ဘာလို့ထိုးခိုင်းလဲဆိုတော့ ျွန်တော်တို့ဒီနားမှာဒီနှလုံးခွန်ဒီနှလုံးခွန်လို့ဖြစ်တယ်နော်ဖြစ်ပြီးတော့ तू ကငါးနောက်ပိတ်နဲ့ထွက်တာဟုတ်နော်ငါးနှလုံးထောက်တခါဒီမှာဒီနှလုံးခွန်ဒီနှလုံးကလည်းခွန်လို့ပဲဖြစ်တယ်၆နောက်ပိတ်နဲ့ထွက်တယ်ပြီးရင်၆နှလုံးထောက်အခုကျွန်တော်တို့ဒီမှာဒီနှလုံးခွန်ကိုဒီနှလုံးခွန်မယ်ဆိုကျွန်တော်တစ်ထိတ်စီခွန်နောက်ပိတ်ခွန်နှလုံးထောက်အပူဖြစ်အောင်တစ်တစ်ခွန်ဆိုတဲ့ကနေကျွန်တော်ထည့်ထားတာအဲ့ဒီလိုမပေးဘဲနဲ့ဒီနေရာမှာခွန်ပိတ်နှလုံးထောက်မလား ဒီမှာ6ဘိတ်နှလုံးထောင်းမှာလားဒီမှာ5ဘိတ်နှလုံးထောင်းမှာလားဒါမျိုးတွေလည်းကျွန်တော်တို့တွေးလို့ရတယ်เนาะခွန်ဘိတ်တွေကျွန်တော်မှအများကြီးရှိတယ်ပြီးခဲ့တဲ့ပွဲတုန်းကကျွန်တော်ကစားပြခဲ့တဲ့6အဘိတ်လိုင်းကိုကျွန်တော်3ခတ်နဲ့ကစားပြခဲ့တယ်เนาะကျွန်တော်ဒီပွဲကိုပြန်ကြ organan ထုတ်မှာပါเนาะပြန်ကြ organan ထုတ်မယ်အဲ့ဒါတွေကအလုပ်ပိတ်ရက်မှာပဲကျွန်တော် EC လာပြောပြတော့မယ် ဒါပြီးခဲ့တဲ့ဘွဲတော့ကျွန်တော်တို့6ထိပ်စီကစားခဲ့တဲ့ line เนาะကျွန်တော်တို့ထိပ်3လုံး1ထိပ်3လုံးကို1เนาะကထိပ်3လုံးက3ညထိပ်3လုံးက3ညတခါဒီမှာထိပ်3လုံးကျွန်တော်9ဆိုပြီး9ထိပ်ခေါ်တယ်ကြလာတယ်နောက်ဘွဲကိုထိပ်3လုံး9ဖြစ်အောင်6ထိပ်ဆိုပြီးဒါပထမဦးဆုံးလွှင့်နေလိုက်မှာကျွန်တော်တို့ပြခဲ့တဲ့6ထိပ်စီစက်เนาะဒါမျိုးလေးတွေရှိတယ်အဲ့ဒီလိုမျိုးသုံးကတ်လေးတွေကပေးတယ်เนาะ ပြေးတယ်ဆိုတော့အခုဒီပွဲမှာကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ခွန်နောက်ပိတ်ကိုဒီ၃ခတ်နဲ့ကစားရမျိုးလေးတွေရှိတယ်နော်အဲ့တော့ကြောင့်မလို့ကျွန်တော်ကခွန်ကိုနောက်ပိတ်နဲ့ကစားခိုင်းတယ်ခွန်နောက်ပိတ်နဲ့ကစားခိုင်းတယ်ဆိုတော့အဲ့ခွန်နောက်ပိတ်လိုင်းလေးကလွယ်လွယ်လေးနော်ပြရင်တော့လွယ်မှလွယ်ပေါ့ဗျာနော်ကျွန်တော်ပြလိုက်ပါမယ်ကျွန်တော်ကပြန်ချပြတဲ့နေရာမှာအဲ့ခွန်နောက်ပိတ်နဲ့ပြန်ချကိုကျွန်တော်ပြမယ်ဆိုပြီးထားတာပဲအဲ့ နောက်ပိတ်တည်းရာဒီဘွဲမှာကျွန်တော်အကြိုက်ကစားခြင်းနဲ့အမှန်တကယ်ကျွန်တော်ကပြီးခဲ့တဲ့ဘွဲကခွန်ပိတ်မကြိုက်ဘူးလေဒီဘွဲမှာကျွန်တော်ခွန်ပိတ်ခေါ်ရိုက်မှာဆိုတော့ပြီးခဲ့တဲ့ဘွဲကခွန်ပိတ်ကိုမကြိုက်ဘူးမနစ်ကကနန်းကိုရွေးတဲ့အခါကျတော့ကျွန်တော်အဲ့ဒီချစ်ချောက်ခွန်ကိုကျွန်တော်ကခွန်ပိတ်မကြိုက်တာဆိုတော့ပြောင်းပြန်လှန်ထည့်ပလိုက်အဲ့လိုဖြစ်သွား ဒါရီခွန်ပိတ်ဒီပွဲမှာကစားလို့ရတဲ့ line တွေဒါသူကချိန်မှာကစားခဲ့ဘူးတာရှိတယ်ကျွန်တော်တို့ဒီမှာနှစ်ပိတ်เนาะတန်တန်ပြေးလာလိုက်3ပိတ်တန်တန်ပြေးလာလိုက်4ပိတ်တန်တန်ပြေးလာလိုက်5ပိတ်ဒါနှစ်ရေအကြိုက်တွေပဲเนาะကျွန်တော်ရေမပြတော့ဘူးရေမပြတော့ဘူးဆိုတော့က तू ကတုံညစွန်တစ်စွန်เนาะတစ်စွန်နှစ်စွန်เนาะနှစ်စွန် သုံးစွန်းအဲအဲ့ဒီမှာစီနီယာ5 4 3 2နှစ်လို့သူပြီးထားတာရှိအဲကျွန်တော်တို့အခုတက်ခါဒီနေရာမှာကျွန်တော်တို့ပြန်ပြီးတော့အဲ့လိုမျိုးစီနီယာပြန်ပြေးကြည့်မလားသူနှစ်စွန်းနော်နှစ်စွန်းသုံးစွန်းနော်လေးစွန်းအခု5စွန်း6 5 4 ဲ့တော့ဒီ၄နောက်ပိတ်၅နောက်ပိတ်၆နောက်ပိတ်၇နောက်ပိတ်လို့ပြီးမယ်ဒီမှာတော့ငါသူက1 3 4 5လို့သူပြီးထားတာရှိနော်အဲ့ဒါမျိုးလေးတွေတွေးထုတ်ကြည့်နောက်တစ်ခါဒီဘက်မှာကျွန်တော်တို့1ပါဝါ9နော်သူက9နှလုံးထောက်ပါဒီမှာ1ပါဝါ9နောက်ပိတ်9နှလုံးထောက်အဲဒီမှာ2ပါဝါ9နောက်ပိတ်ဒီဘွဲ9ထည့်ရင်ခုနကဟိုလိုင်းရလဲ9ပိတ်နှလုံးထောင်မဲ့လိုင်းနဲ့သူကသွားကြိုက်လို့ကျွန်တော်9ပိတ်ထည့်နော်ခုနက ကျွန်တော်ဒီမှာ၄၅၆ခွန်ဆိုတဲ့နောက်ပိတ်ဒီတာကစားလို့ရတယ်เนาะအဲ့ဒီမှာအနီးကကတိကသက်လေးကျွန်တော်ပေါင်းပြမယ်နော်သုံးကတာမျိုးတွေကပြေးစားတယ်နော်နော်မဆူကြီးမယုံမရှိနဲ့နော်ဒီနေရာမှာ နှလုံး1เนาะနှလုံး2เนาะနှလုံး3စီနီယာပဲเนาะကျွန်တော်ခုနကကစားပြသလိုဒီအောက်က line 6ထိပ်စီကစားပြသလိုစီနီယာပဲသူကစားနေတယ်ရောက်သွားထားလိုက်ပါတော့เนาะအဲ့တော့ဒီ1 2 3ဆိုတာတွေကအပေါ်မှာကျွန်တော်တို့ပြောခဲ့ပြီးသားထိပ်စီ3လုံး1ထိပ်စီ3လုံး3ညတော့ဘာလို့ဖြစ်ခဲ့တာလဲရှိတယ်เนาะအဲ့ဒီနှလုံး1ဒီနှလုံး2ဒီနှလုံး3 အဲ့ဒီတက်နှစ်သုံးဒီနှလုံးတက်ကိုဒီနှလုံးပြန်ပြီးတော့ဘွက်တက်တယ်နော်ခါနဲ့အပိတ်နဲ့တက်ကိုထိတ်နဲ့အပိတ်နဲ့ကလည်းတက်လို့ပြန်လိုက်တခါဒီနှလုံးနှစ်ကိုထိတ်နဲ့အပိတ်နဲ့ကနှစ်လို့ပြန်လိုက်ဒီနှလုံးသုံးကိုဒီနှလုံးသုံးလို့ပြန်ရိုက်မယ်ဆိုဒီနေရာမှာခွန်နောက်ပိတ်ထည့်ရအဲ့ဒီနှလုံးတက်ကို ဒီနှလုံး1သူက1နှလုံးကစားမှာဒီနှလုံး2ကိုဒီနှလုံး2ဆိုသူက2နှလုံးကစားမှာဒီနှလုံး3ကိုဒီနှလုံး3မယ်ဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ3နှလုံးကစားခြင်းလားအဲ့1 2 3ဆိုတဲ့1 1 2 2 3 3ဆိုတဲ့ကစားခွက်ကိုဝင်ခြင်းတော့လားဒီမှာအဲ့ဒါဆိုရင်အဲ့ဒီဒီနှလုံး1ကိုဒီနှလုံးကတော့ပြန်တက်နေသလား တက်က3လုံးဖြစ်သွားအဲ့ဒီနှလုံးနှစ်ကိုဒီနှလုံးနှစ်ပြီးတာလေဒီနှလုံးကလည်းနှစ်တာနှစ်3လုံးကစားကြည့်မလားเนาะဒီနှလုံးတက်ခါနဲ့အပိနဲ့တက်ကိုထိုင်နဲ့အပိနဲ့ကတက်လို့ရိုက်လိုက်တဲ့အချိန်မှာထိုင်နဲ့ထိုင်နဲ့ကလည်းတက်လို့ရိုက်တာเนาะသူကအဲ့ဒီမှာ5 3ခွာရတယ်ဒီနှလုံးနှစ်လို့ရိုက်တာနဲ့ထိုင်နဲ့အပိနဲ့ကနှစ်လို့ရိုက်လိုက်တော့ထိုင်စည်းနှလုံးကလည်းနှစ်လို့ပြန်ရိုက်တယ်နှစ်3လုံးကစားမှာဒါဆိုရင်ဒီမှာ 6နဲ့9နဲ့3ကိုထိနေအပိတ်နဲ့နော်ခါနဲ့အပိတ်နဲ့3ကိုထိနေအပိတ်နဲ့3လိုက်တဲ့အချိန်မှာထိနေထိနေကလည်း3လို့ပြန်ရိုက်မယ်ဆိုရင်9ခွန်ခွာကြီးဖြစ်သွားအဲ့ဒီ9ခွန်အခွားကိုကျွန်တော်မိတ်ဆွေတွေထိုးစရာကဏ္ဍတကွက်သေးရှိတယ်နော်9ခွန်ခွန်ဆိုတဲ့ကဏ္ဍနော် ခွန်နောက်ပိုင်းနဲ့ပြန်ကြကြမယ်ဆိုဟိုက်တစ်ခွက်ပဲရှိတယ်။အဲ့ဒါခွန်ကျွန်တော်ရေးထားတဲ့အဲ့ဒီမှာ95ခွန်လို့6ခွန်ခွန်လို့96ခွန်93ညာခွန်ဟောဒါတွေကျွန်တော်ထုတ်ခိုင်းမှာပဲဒီပွဲထဲမှာပါမှာပဲနော်အဲ့တော့ကြည့်ပြီးတော့ကစားပါလေနော်ဒါမျိုးတွေက3ခတ်ကို ဆယ်ခွက်လိုင်းပေါ့နော်သူကဆယ်ခွက်လိုင်းကိုးထိတ်ခွန်အပိတ်နဲ့သူကကစားနိုင်တဲ့ဟာမျိုးလေးတွေဖြစ်တယ်ကျွန်တော်အဲ့ခွန်နောက်ပိတ်ကိုပဲကြိုက်မယ်ဒီလိုမျိုး1နဲ့ချက်တို့3ညနဲ့ချက်တို့6နဲ့ချက်တို့ဒါသူကစားခဲ့အပေါ်မှာလည်းရှိသေးတယ်ကျွန်တော်တို့ကစားထားတာတွေနော်ဒီပွဲမှာတော့အဲ့လိုမျိုးပဲကျွန်တော်ကစားပြခဲ့တာအဲ့တော့အခု အဲ့လိုမျိုးစီနီယာကိုနှစ်ချက်နှစ်ချက်ရိုက်တဲ့ line တွေကပေးတယ်နော်ပြီးခဲ့တဲ့ဘွဲကဒီမှာ6ထိပ်စီပေးသွားတာကျွန်တော်တို့ကဒူအော်ထုတ်တဲ့နေရာမှာကျွန်တော်နောက်ထပ် line ချက်ဖွဲ့နဲ့ရကြရင်လို့ကျွန်တော်ပြမယ်လို့ဆိုပြီးတော့နောက်ထပ် organ တစ်ခွက်ကိုကျွန်တော်အဲ့ဒီ6ထိပ်နဲ့66နှစ်ကိုကျွန်တော်ထုတ်တယ်မနေ့ကကဏ္ဍပြိဋ္ဌတ်နဲ့ဆိုရင်ကျွန်တော်ကဒီ66နှစ်ကိုကြိုက်တာဟုတ်အဲ့လိုသွားဖြစ်တယ်ပါ organ က438နော်ကျွန်တော်ဒီမှာ438ကိုကျွန်တော်ထုတ်တယ် နှစ်ကွက်ပေါနှစ်ကွက်ကျွန်တော်ထုတ်ချလိုက်ထွက်တာဒီကဏ္ဍလာထွက်နော်၆ထွေးစည်းလက်မှန်နေမိနစ်ကကဏ္ဍလက်မှန်နေကဏ္ဍရေးတာမှားတယ်ပေါ့နော်ကျွန်တော်ရေးတော့ရေးတယ်ဒါပေမဲ့ကျွန်တော်ကရှစ်ထိပ်ပရိသတ်တစ်လိုင်းကိုမှတ်လိုက်တာနဲ့အဲရှစ်ထိပ်နဲ့ပဲရေးချလိုက်တာ ကောင်ကဒါပြီးခဲ့တဲ့ဘွဲရကျွန်တော်ပြခဲ့တာမိနစ်ကခဏ438ကိုကျွန်တော်တို့ဒီ930ဇောင်းတလုံးနှိလို့ဖြစ်တဲ့ဇောင်းမှာထွက်တယ်နော်အဲ့ဒီမှာ438မှာထွက်ပဲနေသူကဒီ66ခွန်လာထွက်တာနောက်ဒီမှာလည်းတူတူပဲဒါ9000နှိကိုထဲမှာပဲ339လို့ဇောင်းထိုးတယ်သူဇောင်းထွက်တဲ့ခဏသူ့68ကခဏနော်ဒီဘက်မှာကြတော့သူက ဒီဇောင်းသုံးလုံးကို၄နှစ်6ဆိုပြီးဇောင်းသုံးလုံးနှစ်လို့ဖြစ်တယ်သူ့ဇောင်းထွက်တဲ့ကနေသူ့ရှေ့နှစ်ကကနေเนาะအဲ့ဒီမှာကျွန်တော်ကဘယ်လိုသွားမြင်လိုက်တုံးဆိုတော့ဒီ၃ခုနှစ်ကနောက်နှစ်ကိုသူလိုက်ထွက်เนาะကျွန်တော်အဲ့တုန်းကပြောခဲ့ပါတယ်ကျွန်တော်တို့ဒီ၃နောက်ပိတ်အောက်မှာထွက်တာ၃နောက်ပိတ်စကြသူ့အောက်သူ့ရှေ့နှစ်ကကနေပြောခဲ့ နောက်တစ်ခါဒီကောင်းသုံးလုံးနှစ်လို့ဖြစ်တယ်ဒီကနန်းသည်သူ့ရှိနှစ်ကကနန်းเนาะနောက်တစ်ခါသုံးနောက်ပိတ်စားကြတယ်သူ့အောက်မှာထွက်တဲ့ကနန်းကသူ့ရှိနှစ်ကကနန်းဒီမှာနှစ်ခုထိเนาะဒီမှာလဲကျွန်တော်သုံးနောက်ပိတ်ကြပြီလို့သူ့အောက်ထွက်တဲ့ကနန်းမနှစ်ကကနန်းကျွန်တော်တို့ရွေးမှားတာနောက်တစ်ချက်ကဒီကောင်းသုံးလုံးနှစ်ဖြစ်တယ်ဒီမြင်းကုံထွက်တဲ့ကနန်းမနှစ်ကကနန်းကျွန်တော်တို့ရွေးတယ်ဒီကောင်းလေးရွေးတယ်ဒီကောင်းလေးเนาะရွေးတယ် အဲ့မှာအနောက်နှက်ကကတူနေတော့ကျွန်တော်အနောက်နှက်ကနဲ့ပုံစံတူဆိုပြီးလိုက်တာဒီနေ့နေ့ခွန်ခွန်30နေ့နေ့ခွန်ခွန်30သူ့ဆောင်ကနန်းနောက်နှစ်ကိုလိုက်ပေါက်သူနဲ့အချိန်ခိုက်မှာသူ့ရှေ့နှစ်ကနန်းဒီမှာလည်းတူတူပဲခွန်30ဆောင်ဒီကနန်းနောက်နှစ်ကိုလိုက်ပေါက်သူနဲ့အချိန်ခိုက်သူ့ရှေ့နှစ်ကကနန်းဒီကောင်းကိုယူရထုတ်ဟော့လွဲတယ်လွဲပြင်မဲ့တခုတော့ပြောလိုက်မယ်နော် အဲ့ဒီသူ့ရှိနေကကဏန်းပေါ့သူ့အောက်မှာထွက်တဲ့ကဏန်းကခွန်နောက်ပိတ်နဲ့အငြိမ်ပဲနော်ဒီမှာလဲဒီကဏန်းကသူ့ရှိနေကကဏန်းသူ့အောက်မှာခွန်နောက်ပိတ်အငြိမ်နဲ့ထွက်ဒီမှာတူတူပဲဒါကြောင့်မို့ဒီဘွဲမှာကျွန်တော်ခွန်နောက်ပိတ်ကိုကင်နော်အဲ့ဒီခွန်နောက်ပိတ်ကိုကင်ပြီးအဲ့ဒီကြံတဲ့ကဏန်းခွန်နောက်ပိတ်နဲ့ဘာကဏန်းလဲဆိုတာကနောက်မှပြတော့မယ်နော်ဒါနော်ခုနကျွန်တော်ပြောတဲ့ဇောင်းသုံးလုံးနှစ်မြင်းကုန်မှာသူ့ရှိနေကကဏန်း အဲ့ဒီကနန်းအောက်မှာခွန်နောက်ပိတ်လို့ကျွန်တော်ပြောအဲ့ဒီခွန်နောက်ပိတ်ဒီခွန်ပါပါရှေ့ပေါင်းနှစ်ဒီမှာပရိတ်နှစ်နော်နှစ်နှစ်နှစ်ပါပါခွန်ပဲဒီမှာလဲဇောင်းသုံးလုံးနှစ်တာပဲအဲ့ဒီနှစ်ကမြင်းကုံမှာသူ့ရှေ့နှစ်ကကနန်းထွက်ပြီးမှာအဲ့ဒီနှစ်ရဲ့ပါပါခွန်နောက်ပိတ်ကိုဒီမှာရှေ့ပေါင်းနှစ်ပရိတ်နှစ်ထောက်ပြီးမှာခွန်နောက်ပိတ်နဲ့ထွက် အခုဒီမှာဇောင်းသုံးလုံးနှစ်ပြီဒီနေရာမှာသူ့ရှိနှစ်ကကဏန်းထွက်ပြီသူ့အောက်မှာဒီခွန်နောက်ပိတ်ထွက်ပေါ်ပါဒီဇောင်းသုံးလုံးနှစ်ကပါပါခွန်ပိတ်ကိုရှေ့ပေါင်းနှစ်ပရိတ်နှစ်ရဲ့ဇောင်းမှာထွက်တာခွန်နောက်ပိတ်နော်အဲ့ဒီမှာတစ်လေးခွန်ကျွန်တော်ရေးထားတယ်ဟုတ်ပြီပြီးခဲ့တဲ့ဘွဲကအဲ့ရှေ့၆ခွန်ကိုကျွန်တော်ဘလူသွားတွေးထုတ်ပုံဒီကဏ္ဍသူ့ရှိနှစ်ကကဏ္ဍဟုတ်ပြီ ဒီ60ရာလည်းသူ့ရှိနေကခဏအဲ့မှာကျွန်တော်ရေကြည့်လိုက်တာ1 2 3 4 5ချိန်တက်တန်းတန်းလာသူကနေ1 2 3 4 5ချိန်တက်တန်းတန်းလာတယ်ဒီ6ချောက်ခွန်ကြီးမြန်ထွက်မလားဆိုထည့်လိုက်တယ်အဲ့မှာကျွန်တော်ဆရာကဒီနေရာကိုသူကဗရိတ်7ထည့်ခိုင်းတာနော်ဒီဗရိတ်7ကဒီကိုဗရိတ်7လို့လမ်းပို့သူက6ထိပ်စီးနဲ့ဗရိတ်7လို့ထွက်ကမယ်တဲ့ငန်းကြီးတဲ့အဲ့ဒါဆိုကျွန်တော်ကလည်းအဲ့ဒါနဲ့ကဲခွန်နောက်ပိတ်လဲမကြိုက်တော့ဒီလိုထည့်တယ် 686ဆိုပြီးကျွန်တော်ထည့်ပေးလိုက်เนาะ686ဆိုပြီးထည့်ပေးလိုက်တော့လွဲရောအဲ့လိုဖြစ်သွားအဲ့ဒါအကြိမ်ငယ်ပေါက်တာပဲဒီနေ့၃ွက်เนาะဒီဆောင်၃လုံးနှစ်လို့ဖြစ်တဲ့ဆောင်နေမှာနှစ်ပါပါသူအောက်မှာခွန်နေလိုက်ပိတ်မယ်เนาะအဲ့ခွန်ပိတ်မဲ့ခန္ဓာကိုဒီနေရာမှာတော့၁၄ခွန်ကျွန်တော်ထည့်ထားတယ်เนาะအဲ့မဲ့ခုနကကျွန်တော်ပြတဲ့၈ခွန်ခွန်လို့ 6ခွန်ခွန်လို့ဆိုတဲ့ကဏ္ဍမျိုးတွေဒီဘွဲမှာထိုးလို့ရတယ်เนาะအဲ့ဒီလိုမျိုး၃ကတ်လေးတွေကလောက်တတ်တယ်ဒါကြောင့်မလို့ဒီနေရာမှာကျွန်တော်ခွန်အပိတ်နဲ့ပဲကျွန်တော်ကစားခြင်းတာเนาะဒီနှလုံး1ဒီနှလုံးက1ဒီနှလုံးကလည်း1တယ်ဒီနှလုံးက2ဒီနှလုံးက2ဒီနှလုံးကလည်း1ဒီနှလုံးကဒီနှလုံးက3ဒီနှလုံးက3ဒီနှလုံးကို3မယ်ဆိုရင် ဒီကနန်းမျိုးထည့်သွားတယ်เนาะအဲ့ဒါမှာ